မင်္ဂလာပါရှင်2023ခုနှစ်ဒီဇင်ဘာလ17ရက်ဗုဒ္ဓဟူးနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမခန့်ပါပါရှင် RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ကျမ်းမာရေးစောင့်ရှောက်မှုဆိုတာ လူတံမိုးကိုလေးစားမှုအပေါ်မူတည်တဲ့ကြောင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်။ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပနေတဲ့ကမ္ဘာ့ကျန်းမာရေးစွန့်ဦးတည်ထွင်မှုညီလာခံမှာမြန်မာနိုင်ငံကျန်းမာရေးဆောင်ရှောက်မှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့မနေ့ကဟောပြောခဲ့စဉ်အတွင်းဒေါအောင်ဆန်းစုကြည်ကအခုလိုထည့်သွင်းပြောခဲ့တာပါ။မြန်မာနိုင်ငံဟာ British Shack Colony ဘဝကအမွေရခဲ့တဲ့ကျန်းမာရေးဆောင်ရှောက်မှုကိုဒေသရင်းမှာအမြင့်ဆုံးအဆင့်ရအောင်ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပေမဲ့1960ပြည့်နှစ်လွန်နှစ်တွေကစလို့ စစ်အစိုးရဆက်ဆက်လက်ထက်မှာတစတစယိုယွင်းဆွေးယုတ်လာခဲ့ကြအောင်ကျမကြီးစောင့်ရှောက်မှုတိုးတက်ကောင်းမွန်မြင့်မားလာဖို့အတွက်တိုင်းပြည်ချမ်းသာရုံနဲ့မပြီးပဲလူတံမိုးကိုလေးစားတဲ့စိတ်ဂရုဏာနဲ့အသိဉာဏ်ပေါင်းဆက်ပြီးစေတနာထားတဲ့ဆောင်ရွက်ချက်တွေလိုအပ်ကြောင်းဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ရှင်။သမရဦးသိန်းစိန်ရဲ့လူငယ်ချမ်းသာခွင့်အမိန့်နဲ့အကျဉ်းထောင်12ခုကနိုင်ငံရေးအကျဉ်းသား42ဦးဒီနေ့လွတ်မြောက်လာပါတယ်။လွတ်မြောက်လာတဲ့အထက်မှာမတရားအသိဥပဒေပုံမှန်71 တရားမဝင်စီတန်းလှည့်လည်မှုပုံမှာ78စူပူအောင်နှုံဆောင်မှုပုံမှာ905ခွေလို့ ਨੇ အကျဉ်းကြခံရသူတွေပါဝင်ပါတယ်အခုလွတ်လာသူတွေဟာလက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီကစီစစ်တင်ပြထားသူတွေဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအထဲမှာပဲခူးတိုင်းကလယ်သမားအရေးဆောင်ရွက်သူဦးဝင်းချိုအပါဝင်ပဲခူးထောင်က6ဦးလဘရောင်းတောင်တပိတ်စခန်းအကျန်းဖက်ဖြိုခွဲမှုတစ်နှစ်ပြည့်အထိအမှတ်ဆန္ဒပြခဲ့တဲ့ကိုတီငင်းလင်းအပါအဝင်အင်းစိန်ထောင်က၁၁ဦးလည်းပါဝင်ပါတယ် ဒါအပြင်တထုံတထုံထောင်က10ဦးကော့တောင်းထောင်က4ဦးပတိန်ထောင်က2ဦးအပြင်မန္တလေးတောင်ကူတောင်ကြီးစတဲ့အကျဉ်းထောင်တွေကလည်းလွတ်မြောက်လာကြပါတယ်ရှင်။မိချောင်းကံမြေနေရပြိပခဖြည့်ရှင်းပေးသည့်အထိတပိတ်စကန်ကိုဆက်လက်ဖွင့်သွားမယ်လို့ဒီနေ့အင်းစိန်အကျဉ်းထောင်ကလွတ်မြောက်လာတဲ့မိချောင်းကံအရေးဆန္ဒပြခေါင်းဆောင်ဦးစိန်တန်းကပြောလိုက်ပါတယ်။ဒီတပိတ်စကန်ကိုဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းတို့ကဆန္ဒပြသူတွေကိုပြောဆိုထားပါတယ်။ဒီကနေ့လွတ်မြောက်လာတဲ့ဦးစိန်တန်းကတော့မြေနေရာကိစ္စပြေလည်မှသာတပိတ်စခန်းကိုဖျက်သိမ်းမှဖြစ်တယ်လို့ RFA ကိုပြောပါတယ်။မြေယာကော်မတီအနေနဲ့တာဝန်ခံမှုတာဝန်ယူမှုဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကမျိုးကျွန်တော်တို့လက်မှတ်ထိုးပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုဖြစ်ရှင်းပေးပါမယ်ဆိုတဲ့ကတိတစ်ခုကျွန်တော်တို့ပေးဖို့ကျွန်တော်တို့တောင်းဆိုနေပါတယ်။ဒုံနည်းမဟုတ်ကျွန်တော်တို့တပိတ်စခန်းမှလို့ကျွန်တော်ပထမချင်းမြို့တော်ခမ်းမှတပိတ်စခန်းမှလို့ကျွန်တော်တို့ ်အလားကျွန်တော်တို့ဗဇတ်နဲ့ပဲအာမခံသွားလို့ကျွန်တော်တို့လောကလက်မခံတော့ပါဘူးဒီချိန်မှာဒီကနေ့သမရရဲ့လွင်ငင်းချမ်းသာခွင့်နဲ့အင်းစိန်အကျဉ်းထောင်ကလွတ်လာသူတွေထဲမှာမိချောင်းကန်ဆန္ဒပြပွဲဥဆောင်သူတွေဖြစ်တဲ့ဦးစိန်တန်းဦးကျော်လွင်ဦးစော်ဝင်းတို့လည်းပါဝင်ပါတယ်သူတို့သုံးဦးကိုတရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာပုံမှန်၁၈နဲ့တင်ကန်းညွန့်တရားရုံးကထောင်ဒဏ်၃လကြောက်တရားတရားရုံးကထောင်ဒဏ်၆လစုစုပေါင်းထောင်ဒဏ်၉လချမှတ်ခဲ့တာဖြစ်ပါတယ်ရှင်။ မြန်မာအစိုးရကဓာတ်ရုလက်နက်အသုံးပြုမှုပိတ်ပင်ဒါစီရေပြည်ညင်စာချုပ်ကိုအတည်ပြုဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။နော်ဝေနိုင်ငံအော့စလိုမြို့မှာမနေ့ကပြုလုပ်တဲ့နိုဘယ်ဆုပေးပွဲမှာအခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့ OPCW ခေါ်ဓာတ်ရုလက်နက်ပိတ်ပင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ကထည့်သွင်းပြောသားတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတမရဥသိန်းစင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွတ်ကို RFA ကဆက်သွယ်မေးမြန်းရမှာဦးရဲထွတ်ကဓာတ်ရုလက်နက်အသုံးပြုမှုပိတ်ပင်ရေးပြည်ညင်ကိုလက်မှတ်ရေးထိုးပြီးပြီဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြအတည်ပြုဖို့ပြင်ဆင်နေပြီလို့ပြောပါတယ်။မြန်မာအစိုးရဟာဒါရုလက်နက်ပိတ်ပင်ရေးပြင်ငင်စာချုပ်မှာ1993ခုနှစ်ကတည်းကပါဝင်လက်မှတ်ရေးထိုးခဲ့ပေမဲ့တရားဝင်အတည်မပြုရသေးပါဘူး။ OPCW ခေါ်ဒါရုလက်နက်ပိတ်ပင်ရေးအဖွဲ့မှာဒါရုလက်နက်ပိတ်ပင်ရေးပြင်ငင်စာချုပ်ဝင်နိုင်ငံ190ပါဝင်ပါတယ်။ဒီပြည်ရင်းစာချုပ်ဝင်နိုင်ငံဖြစ်ဖို့ကြံနေသေးတဲ့နိုင်ငံ6နိုင်ငံကတော့မြန်မာ၊အင်္ဂိုလာ၊အီဂျစ်၊အစ္စရေး၊မြောက်ကိုရီးယားနဲ့တောင်ပိုင်းဆူဒန်နိုင်ငံတို့ဖြစ်ပါတယ်ရှင်။ 2008ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ပတ်သက်လို့မြန်မာနိုင်ငံဥပဒေအထောက်အကူပြုဖွဲ့ကဥဆောင်ပြီးစစ်တွေမြို့မှာဒီကနေ့ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီအကြောင်း RFW ဝိုင်းတို့သူမတ်တင်းတီရီကတင်ပြထားပါတယ်ရှင်။2008ဖွဲ့စည်းပုံခြေခံဥပဒေမှာပါဝင်တဲ့အသားချက်အားနည်းချက်တွေကိုပြည်သူတွေကကနနသိရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့အခုဆွေးနွေးပွဲကိုပြုလုပ်တာဖြစ်ပါတယ်။ ကြပြင်အခြေခံဥပဒေနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာဆွေးနွေးကြတဲ့အခါမှာလည်းအထောက်အကူပြုဖို့အတွက်ရည်ရချက်တွေပါဝင်တယ်လို့ဒီဆွေးနွေးပွဲကိုဥဆောင်ပြုလုပ်တဲ့မြန်မာနိုင်ငံဥပဒေပြုအထောက်အကူဖွဲ့ MLAN အဖွဲ့ကဆိုပါတယ်။အများစုဟာလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ကျင်ကြတဲ့ဆန္ဒတွေရှိနေကြောင်းနဲ့ ဒါဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တမရဖြစ်ရေးအတွက်လှုံ့ဆော်ကြတာမဟုတ်ပဲစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ရှိဖို့သာဖြစ်တယ်လို့လည်းအဲ့ဒီအဖွဲ့ကတာဝန်ရှိသူတွေကဆိုပါတယ်အများဆုံးကတော့ပြည်သူလူထုကဖွဲ့စည်းပုံခြေရန်ဥပဒေဆိုတာကိုနားကုန်တယ်လေအားကြောင့်လဲဆိုတော့သူတို့ကယူသားရတယ်ဘယ်ဘယ်တိုင်းပြည်ဘယ်ပြည်နယ်ဘယ်ဒေသပဲဖြစ်ဖြစ်သူတို့လွတ်လပ်နေခြင်းနဲ့ ကိုယ်အလုပ်ကိုလုပ်ပြီးတော့အေးချမ်းနေခြင်းနဲ့ဆိုတော့ဥတွေဆိုတော့ရိုးရိုးဥတွေတောင်မှ နားလေရခဲ့တော့ပွဲစည်းပုံအခြေခံဥတွေဆိုတော့နားမလဲကြဘူးနားမလဲပေမဲ့သူတို့စိတ်ထဲမှာတော့စောစောကပြောခဲ့တယ်ပဲလွတ်လပ်ခြင်းနဲ့တရားမျှတခြင်းနဲ့ဥတွေနဲ့ဒီလူမျိုးကအခွင့်အရေးတွေရခြင်းနဲ့ဆိုဆန္ဒကစာတက်တက်မတက်တက်တက်သူ့ရဲ့ရှင်ထဲမှာရှိတယ်ခုဆွေးနွေးပွဲမှာလည်းဒေသခံတချို့ကဖွဲ့စည်းပုံကိုအစ်စ်ပြန်လဲရေးဆွဲတာထက်ပြည်စင်မှုကိုတပြေးပြေးချင်းလှုံ့ဆော်သွားဖို့ကိုအကြံပေးကြပါတယ် c o n s t i t u t i o n အနည်းရသွားမကျင်တဲ့လူကသိရခွင့်မှမပေးပဲဥစ္စာအဲဒါသူတို့ကခံရလို့ကြိုက်တယ်လို့လို့ပြည်သူလူထုသဘောပါကျွန်တော်အကုန်လိုက်နိုင်ပါမယ်ဆိုရင်တော့ဒီမျိုးပေါ့အဲ့ဒီအချိန်နေကြောင်းကျွန်တော်ကပြင်တော့ပြင်အလုံးတော့လှုပ်ရှင်တာပေါ့လေစိတ်အနေနဲ့ပြောမယ်ဆိုတော့အခြေအနေရကတော့ပြေးတော့လောက်ပဲကျွန်တော်တို့ကလုံနေရတဲ့အချိန်ရှိတယ်ဒါကြောင့်ဖြည်းဖြည်းပဲပြင်တဲ့လေလို့ပြောတာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ဒီကနေ့ဆွေးနွေးပွဲကိုစစ်တွေမျိုးကရမီရဖာတွေနိုင်ငံရေးပါတီတချို့ကတာဝန်ရှိသူတွေအပြင်လူမှုအဖွဲ့အစည်းတချို့ကတာဝန်ရှိသူတွေဒေသခံတွေနဲ့ဆိုရင်စုစုပေါင်း60ကျော်လောက်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့အကြံဉာဏ်တွေကိုဆရာတို့အဖွဲ့ကအဲ့ဒီလုံးဝမလုပ်ခဲနဲ့အဲ့ဒါကိုလွတ်တော်ပို့ပေး။ဒါကလွတ်တော်ကဆောင်ရွက်ချက်ကိုဆရာတို့ကအထောက်အကူပြုပေးတာ။တနည်းအားဖြင့်နိုင်ငံတော်ပေါ့နော်။ဟိုအဲ့တော့ဒီနေရာမှာဆရာတို့ကပါတီတစ်ခုရဲ့အောက်ကဒါမျိုးလည်းမပါဘူး။ ဟိုခိုင်းစေတဲ့ပွဲစီဒါလည်းမပါဥရိပညာရှင်တွေကဒါကဥရိနဲ့အညီဆောင်ရွက်ပေးတဲ့နဲ့ဥရိဘုဒ္ဓရာပေးတဲ့နဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာတို့မြန်မာနိုင်ငံစိတ်နေများအသိဆရာကြီးဦးခွင်လိုင်ဦးဆောင်တဲ့စိတ်နေများတင်ရဒီမှာအမှုဆောင်လူကြီးတွေရန်ကုန်စိတ်နေတင်ရပုဂ္ဂိုလ်တွေနောက်ပြီးတော့လီဂယ်အိတ်ဆိုတဲ့ဥရိထောက်ကူမှုဖွဲ့လူငယ်တွေပေါ့နော်ဒါတွေကပူးပေါင်းပြီးတော့ဆရာတို့ဒီမနေမနာနဲ့31ဒီဇင်ဘာအမိပေါ့ဒါကို ဒီကအကျဉ်းလို့ပြူသွားတယ်ကိုတိုက်ရိုက်ပေးနေအောင်လို့လိုင်လံစူးစီးပေးခြင်းနဲ့ဖြစ်ပါတယ်မြန်မာနိုင်ငံဥပဒေပြုအထောက်အကူဖွဲ့အနေနဲ့အခုလိုမျိုးဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမန္တလေးမော်လမြိုင်အပါအဝင်ပြည်내နဲ့တိုင်းဒေသတော်တော်များများမှလှုံ့ဆော်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင် RFA ဝိုင်းတော်သူမှတ်တင်းတီတီတင်ပြသွားတာပါရှင်1300ပြည့်ရေနံမြင့်ရေတော်ဝန်85နှစ်မြောက်စင်ရုအခမ်းအနားကို6ရေနံမြင့်တပိတ်ခေါင်းဆောင်သခင်ဖိုးလာကြီးရုပ်ထုရှိရာ 6မြို့အမှတ်9ရပ်ကွက်မှာဒီကနေ့ပြည်လွှတ်ခဲ့ပါတယ်။အခမ်းအနားမှာစည်ရုပ်ကျင်းပရေးကော်မတီကတခင်ဖိုးလာကြီးရုပ်ထုကိုဖဲကျိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီနောက်အေးစီဒီဖျားဝင်းမှာရေနံမြေတခင်တခင်မကြီးတွေရဲ့မိသားစုဝင်တွေကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတူရဥွှေမန်းနဲ့လွှတ်တော်ကိုယ်စားလှယ်ဇေကဘာဥခင်ရွှေတို့ရဲ့ဂုံပြုတ်လူတန်းငွေပေးအပ်တဲ့အခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။အလားတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကလည်းတခင်ဖိုးလာကြီးရုပ်ထုကိုတွားရောက်လေးပြုခဲ့ကြပြီးနောက် တိရိယတနာခမ်းမအစည်းရှိမှာ1300ပြည့်ရင်းနှံမြင့်ရေတော်ပုံစင်ရတုခန္ဓာကိုကျင်းပခဲ့ကြပါလေရှင်။လွတ်တော်ကိုယ်စားလှယ်တွေငွေကျပ်သိန်းတထောင်အသုံးပြုပြီးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ခွင့်ပြုထားတဲ့ပြည်ထောင်စုလွတ်တော်ဥပဒေကြမ်းကိုသမရဦးသိန်းစိန်ကလက်မှတ်မထိုးပြီးပဲပြည်ထောင်စုလွတ်တော်ကိုပြန်ပို့လိုက်တယ်လို့သိရပါဗျ။ဒီဥပဒေကြမ်းကိုလာမယ့်2014ခုနှစ်ဇန်နဝါရီလမှာပြည်လုံးမဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအတည်ပြုမှာဖြစ်တယ်လို့ ကျေးဇူးတော်တော်ဥပဒေချမ်းကော်မတီအတွင်းရမှုဦးစောလာထွန်းက RFA ကိုပြောပါတယ်။ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်တစ်ခုကိုကြက်သိန်း1300ဆွဲခွင့်ပြုဖို့အတွက်2012ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနဲ့အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေမှာအတည်ပြုထားပြီးဖြစ်ပါတယ်။ဒီငွေတွေကိုမြို့နယ်ပေါင်း330မှာတောက်သုံးရရရှိရေးကျေးလက်တရာပြုပြင်ရေး၊ကျမ်းမာရေးဆိုင်ရာအဆောက်အဦပြင်ဆင်ရေး၊စာတင်ကြောင်းပြုပြင်ရေးစတဲ့လိုအပ်ချက်တွေမှာတုံးဆွဲဖို့ခွင့်ပြုထားတာဖြစ်ပါတယ်ရှင်။ 28ကြိမ်မြောက်ရှစ်တောင်အားရှာအားကစားပွဲ SEA Games ဖွင့်ပွဲအခမ်းအနားကိုဒီကနေ့ညနေ6:00နာရီကစပြီးည7:00နာရီအထိနေပြည်တော်ဝနတိတိအားကစားခွင့်မှာကျင်းပနေပါတယ်။ရှစ်တောင်အားရှာအားကစားပွဲတော်ကို1968ခုနှစ်မှာအင်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့တဲ့မြန်မာနိုင်ငံဟာနှစ်ပေါင်း40ကြာပြီးမှအင်ရှင်အဖြစ်နောက်တစ်ကြိမ်လက်ခံကျင်းပနိုင်တာလည်းဖြစ်ပါတယ်။ဒီကနေ့ဖွင့်ပွဲအခမ်းအနားမတိုင်ခင်ကျင်းပပြီးစီးခဲ့တဲ့အလှပြင်ချင်း ချင်းလုံး၊ဝူရှု၊နပန်းစတဲ့တက်ဆိုင်ရာအားကစားနည်းတွေလိုက်မြန်မာနိုင်ငံကစုစုပေါင်းရွှေတစိ18ခုငွေတစိ8ခုနဲ့ကြေးတစိ10ခုရရှိထားပြီးဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံကရွှေတစိ10ခုရရှိထားပြီးထိုင်းနိုင်ငံကရွှေတစိ6ခုရရှိထားပါတယ်။ဖွံ့ဖွဲအခမ်းအနားကိုတက်ရောက်သတင်းယူမဲ့သတင်းထောက်အရေးအတွက်ကိုရုတ်တရက်ကန့်သတ်ခဲ့တဲ့အတွက်ပွဲစီစဉ်သူတွေအပေါ်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ဒီကနေ့မှာတော့သတင်းထောက်တွေကိုဝင်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်ရှင်။ မလေးရှားနိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံကအမျိုးသမီး3ဦးနဲ့ကလေးငယ်3ဦးအပါအဝင်စုစုပေါင်း49ဦးကိုမလေးရှားထိုင်းနယ်စပ်တနေရာမှာဖမ်းဆီးမိခဲ့တယ်လို့မလေးရှားသတင်းစာတောင်ကဖော်ပြထားပါတယ်။သူတို့ဟာမလေးရှားနိုင်ငံတွင်းကိုဝင်ရောက်ဖို့အတွက်လူမှောင်ခိုကုန်ကူးတဲ့အဖွဲ့တစ်ဖွဲ့ကိုမလေးရှားရင်းခွင်ငွေတစ်ယောက်3000စီပေးခဲ့ရပြီးတော်လန်ခီကို၈ရက်ကြာချီလျင်လျှောက်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီဖွဲ့နဲ့ဆက်သွယ်ပြီးတဲ့အသက်23နှစ်အရွယ်ထိုင်းနိုင်ငံသားတို့ကိုဖမ်းဆီးထားတယ်လို့လည်းသိရပါဗျ။ တစ်ချိန်တည်းမှာပဲဩစတြေးလျနိုင်ငံမှာခုလုံခွင့်ရရှိဖို့အတွက်ထွက်ခွာလာတဲ့ဒုက္ခသည်32ဦးပါဝင်တဲ့လေတစီအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းအနီးမှာမနေ့ကတိမ်းမှောက်ခဲ့တဲ့အတွက်3ဦးသေဆုံးပြီး29ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီ32ဦးထဲမှာမြန်မာနိုင်ငံကထွက်ခွာလာတဲ့ရိုဟင်ဂျာတချို့အီရန်နိုင်ငံသားတချို့နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရနာဝင်ပြုပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုံမြင့်တန်ညာအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ဖေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုဆက်ပြီးသတင်းပြပုတ်ချက်တွေကိုထုတ်လွှင့်မှာပါမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဟာကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပနေတဲ့ကမ္ဘာ့ကျန်းမာရေးစွန့်ဦးတည်ထွင်မှုညီလာခံမှာမြန်မာနိုင်ငံကကျန်းမာရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးမိန့်ခွန်းပြောကြားခဲ့ပါတယ်ဒေါန်ဆန်းစုကြည်ပြောကြားခဲ့တဲ့အထက်ကတချို့ကို RFA ဝိုင်းတော်သားဦးသစ်စင်းကကောက်နှုတ်တင်ပြထားပါတယ်ရှင်ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပတဲ့ကမ္ဘာ့ကျန်းမာရေးစွန့်ဦးတည်ထွင်မှုညီလာခံမှာ မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြောင်းလဲခြင်းဆိုင်ရာစိတ်ခွန်မှုများဆိုတဲ့ခေါင်းစဉ်နဲ့မိန့်ခွန်းတရပြောကြားခဲ့ပါတယ်။အဲ့ဒီမိန့်ခွန်းမှာမြန်မာနိုင်ငံဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနောက်ကျောင်းဘော်ကိုစတင်လျှောက်လှမ်းနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အကြောင်းအဓိကထားပြောကြားခဲ့ပါတယ်။ We have a saying in Burma that good health is the best fortune you can get. And a fortune is something you either inherit or you make. မြန်မာမှာစူးစကားတစ်ခုရှိပါတယ်။အရောရှင်ပရမလာဘန်။ကျောင်းမှချင်းဒီလက်ကြီးတပါတဲ့။လက်ဆိုတာအမွေဆက်ခံရတာဖြစ်နိုင်တယ်လို့ကိုကကိုကိုစူးစားရှာဖွေယူရတာလည်းဖြစ်နိုင်ပါတယ်။နှစ်ခုလုံးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါလိုပဲကျောင်းမှကြီးဆောက်ရှောက်မှုဆိုတာကလည်းအမွေဆက်ခံရရှိတာဖြစ်နိုင်တယ်လို့ကို့ဖသားကိုစတင်ရုံးကန်ဆောင်ရွက်ရတာမျိုးလည်းရှိပါတယ်လို့ဒေါက်ဆာစုကြည်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမိမိရဲ့ကျောင်းမှကြီးဆောက်ရှောက်မှုဆိုင်ရာအမြင်ဟာ ပုဂ္ဂိုလ်ကြီးဘဝအတွေ့အကြုံကနေလာတာဖြစ်ကြောင်းမိခင်ဖြစ်သူဒေါခင်ကြီးဟာသူနာပြုအလုပ်ကိုစရော့ကိုပါနှိမ့်မြုပ်လုပ်ခွင့်ခဲ့တဲ့သူနာပြုဆရာမတူဖြစ်ပြီးဆရာဝန်တွေသူနာပြုဆရာမကြီးတွေရဲ့ယုံကြည်အားထားမှုခံရသူလူဖို့ကင်ဘက်တွေရဲ့လေးစားမှုကိုရရှိသူလူနာတွေရဲ့ချစ်ခင်မှုကိုခံယူရသူဖြစ်ခဲ့တဲ့အကြောင်းဒါရရတဲ့လူနာကိုပတ္တိအသိလဲတဲ့အခါမှာဒေါခင်ကြီးလဲပေးတိုင်းသူ့ရဲ့အပြုံးသူ့ရဲ့ကျင်နာမှုသူ့ရဲ့ကရုဏာမြတ်တာတရားတွေပါဝင်တဲ့အတွက်တစုံတရာနာကျင်မှုမခံစားရဘူးလို့ လူနာတွေကပြောဆိုကြကြောင်းဒေါ်ဆန်းစုကြည်ကထည့်သွင်းပြောကြခဲ့ပါတယ်ဆက်လက်ပြီး So to me healthcare means that something that come can be out of control ကျွန်တော်ရေဆောက်မှုဆိုတာစိတ္တနာရှင်းဆောင်တဲ့အယူတဆိုင်ဆောင်ရွက်တာပါပဲစိတ္တနာဥသိတဲ့အယူဆိုင်ဆောင်ရွက်မှုမရှိဘဲနဲ့ကျွန်တော်ရေဆောက်မှုဆိုတာစေဝါတွေပစ္စည်းကိရိယာတွေကိုစက်ရုပ်ဆန်းဆန်းခြင်တွေသုံးဆွဲနေတာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ရေဆောက်မှုဆိုတာဤပညာသင်တန်း ဆေးပညာဆိုတာတော့တာမထင်မှတ်ကြစေချင်ပါဘူး။ကျွန်မရေဆောက်ချက်မှုဟာလူအဖွဲ့အစည်းတရားလုံးနဲ့ဆိုင်တဲ့လောကကိုပြုစုပြောင်းထောင်ပေးနေတာလို့မှတ်ယူစေချင်ကြပါတယ်။ My country is starting out on a road to a new society, a new culture. I have said repeatedly that what we are trying to do is not simply လမ်းကြောင်းကိုစတင်ပြီးတော့ဆောင်ရွက်နေပါပြီ။ဒါဟာဒီမိုကရေစီနည်းကျနိုင်ငံရေးစနစ်စီကိုတွန်းနေတာသာမဟုတ်ပဲဒီမိုကရေစီရင်ကျင်းမှုအစ်စ်တရက်ကိုပါဖန်တီးနေတာဖြစ်ပါလေအဲ့ဒါကိုလည်းကျွန်မထပ်ထပ်ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမိုကရေစီနဲ့နဲ့ဆိုင်ဆိုင်အမြင့်ဒေါ်လာမှယဉ်ကျေးမှုရေလို့ကုပြောင်းဖြစ်လာမှာမဟုတ်ပါ အဲ့ဒီဒီမိုကရေစီရင်ကျင်းမှုဒီစိတ်တစ်ပိုင်းကရိုးရာအစဉ်အလာတန်ဖိုးဖြစ်လာရအောင်ပါပါအဲ့ဒီအစဉ်အလာတန်ဖိုးတွေထဲမှာဂရုဏာတရားနဲ့ဉာဏ်ပညာတို့လည်းပါဝင်ရမှာဖြစ်ပါတယ်ဂရုဏာနဲ့ဉာဏ်ပညာပေါင်းစပ်မှသာလုံခြုံစိတ်ချရတဲ့လွတ်လပ်တဲ့လေသာခံရတဲ့လူပုံတရားစေဖို့ဥတည်နိုင်မှာဖြစ်ပါတယ်လို့ဒေါက်ဆန်းစုကြည်ကပြောကြားသွားခဲ့ပါတယ်ခင်ဗျာတမန် ထမနှစ်ကနေနောက်ဆုံးနှစ်အထိသင်တန်းသားတွေ18နှစ်ကြာပိတ်ထားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကိုဒီဇင်ဘာလ9ရက်နေ့ကပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်တယ်လို့နေဝေးကျောင်းသူကျောင်းသားတွေကလည်းအဆောင်နေထိုင်ခွင့်ပေးနေပြီဖြစ်ပါတယ်။ဒီအကြောင်း RFA သတင်းတောက်ကိုတီဟထွန်းကတင်ပြထားပါတယ်ရှင်။ဒီဇင်ဘာလ9ရက်နေ့ကစတင်ဖွင့်လှစ်တင်ကြားနေတဲ့ရန်ကုန်တက္ကသိုလ်မှာပထမဆုံးအနေနဲ့နိုင်ငံရေးသိပ္ပံဘာသာရပ်အပါအဝင်ဘာသာရပ်20ကိုတင်ကြားနေတယ်လို့သိရပါတယ်။ပညာရေးဝန်ကြီးဌာနကအထူးပြုဘာသာရပ်တစ်ခုကို ကျောင်းသား15ယောက်နှုန်းသာဖွင့်ပြုပေးမယ်လို့မူလကသတ်မှတ်ထားခဲ့ပေမဲ့ဒေါ်အောင်ဆန်းစုကြည်အပြင်ပညာရှင်အတိုင်းဝိုင်းကထောက်ပြဝေဖန်မှုတွေရှိခဲ့တဲ့အတွက်ဘာသာရပ်တစ်ခုကိုကျောင်းသားဥယေ90အထိလက်ခံပေးမယ်လို့ပြီးခဲ့တဲ့လကပြန်လည်ကြေညာခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတထေတူဖြစ်တဲ့ဂျော့ဆိုရိုရဲ့ Open Society အဖွဲ့အစည်းအမေရိကန်နိုင်ငံက Jim Hopkins တက္ကသိုလ်တောင်ကိုရီးယားနိုင်ငံချုံအန်စတဲ့တက္ကသိုလ်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်တက္ကသိုလ်ပညာရေးမြင့်တင်မှုဆောင်ရွက်နေတယ်လို့လည်းသိရှိရပါတယ်။ရန်ကုန်တက္ကသိုလ်ဆရာများအသင်းအတွင်မူဒေါက်တာဆိုင်းခိုင်မျိုးထွန်းကရန်ကုန်တက္ကသိုလ်ပညာရေးမြင့်တင်ရေးအတွက်အစိုးရဘက်နဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်နိုင်ငံရေးသမားတွေပညာရှင်တွေအကြား ူပေါင်းဆောင်ရွက်မှုအားနည်းနေသေးတယ်လို့ထင်မြင်ကြအောင်အခုလိုပြောပါတယ်အဓိကကတော့ပညာရေးဆိုတာတဦးတယောက်တစ်ဖွဲ့ထဲအတွက်တော့မဟုတ်ဘူးပေါ့နော်အားလုံးပါဝင်မှာပူပြီးကောင်းမြန်ပြည့်စုံမယ်ဒီပညာရေးမူဝါဒလေးဒါပညာရေးဝင်းကျင်ကောင်းမြန်ဒါပြီးဖြန့်ချနိုင်မယ်ကျွန်တော်ယူဆတယ်ဒါကြောင့်သူတို့ကိုလည်းတယောက်နဲ့တယောက်ယုံကြည်မှုကြီးထားပြီးနိုင်ငံအတွက်ဆိုတော့စိတ်နဲ့ပါနော် ဒါအစိုးရအတွက်ရဲ့လို့ပါတီအတွက်ရဲ့လို့ဟိုအဖွဲ့အတွက်ရဲ့လို့မှပြောပဲနဲ့တကယ်တမ်းဒါနိုင်ငံတနိုင်ငံလုံးနဲ့ဆိုင်တဲ့မူဝါဒတစ်ခုကိုပုံဥပပေါင်းမှဖြစ်ပါမယ်ဆိုတော့စိတ်ကမျိုးဥပပေါင်းဆောင်ရွက်မှုတွေလည်းလုပ်မှာဆိုရင်ပုံပြီးကောင်းမွန်တဲ့ပညာရေးမူဝါဒတွေပညာရေးဝန်ကျင်ကောင်းတဲ့ကျွန်တော်တို့ဖန်တီးနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရန်ကုန်တက္ကသိုလ်ပြင်မှာဟာ1988ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းနှစ်တွေမှာဂျိုကြားဂျိုကြားပိတ်လိုက်ဖွင့်လိုက်ဖြစ်ခဲ့ရာကနေစစ်ဆိုးရလက်ထက်1996ခုနှစ်ကစပြီးရန်ကုန်တက္ကသိုလ်ဘွဲ့ကြိုတင်နန်းတွေတက်ရောက်ခွင့်တွေကိုလုံးဝပိတ်ပင်ခဲ့တာနှစ်ပေါင်း18နှစ်တောင်ကြာခဲ့ပြီဖြစ်ပါတယ်။တချိန်ကအာရှမှာပညာရေးအဆင့်ဂုံရောင်ထွန်းပြောင်ခဲ့ရတဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာလည်းကျောင်းသူကျောင်းသားတွေကင်းမဲ့တဲ့တရားနေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ ခုချိန်မှာရန်ကုန်တက္ကသိုလ်ကြီးမှာပညာသင်ကြားခွင့်ပြန်လည်ရရှိနေကြပြီဖြစ်တယ်လို့တက္ကသိုလ်အဆောက်အုံပညာရေးပုံစံစရတွေကိုလည်းပြုပြင်မွမ်းမံသွားမယ်လို့သိရပါဗျ။အခုနှစ်ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားနေတဲ့ကွန်ပျူတာသိပ္ပံဂုံထူးတန်းပထမနှစ်ကျောင်းသူမအေးမြက်ခိုင်ကတင်ထောက်ကူပစ္စည်းပိုင်းမှာလိုအပ်ချက်တွေရှိပေမဲ့ပိတ်ထားတာကြာပြီဖြစ်တဲ့ကွန်ပျူတာသိပ္ပံဘာသာရပ်ကိုပြန်လည်သင်ကြားနိုင်ခွင့်ရတာကိုပဲကျင့်နေမိကြောင်းပြောပါဗျ။ တမျိုးမိသားဆိုလို့ရှင်ဟောအရင်ကနဲ့မတူဘူးဆိုလို့ရှင်ပြန်ပြီးတော့ဟိုအသက်ဝင်လာပြီပေါ့ဟိုရှင်တော့ဆိုရင်ဟိုကွန်ပျူတာ science ကိုပိတ်ထားတာ9နှစ်လောက်ရှိပြီလေအခုဆိုရင်ဒီနှစ်မှာဆိုရင်ဟိုဟိုအရင်တော့လိုမျိုးမဟုတ်တော့ဘူးပေါ့နော်ဟိုအမှတ်တွေလည်းရမ်းမြင့်တယ်ဟို first year ကိုလည်းပြန်ခေါ်နေပြီအဲ့တော့ ID ပစ္စည်းရနဲ့ပတ်သက်ပြီးတော့လည်းအများကြီးကိုတိုးတက်လာတွေ့ရတယ်တင်ထောက်မှုပစ္စည်းကတော့ဟို အခုမှ तू ਆ စာပြီးတော့ဟိုတီထောင်တာတိတ်မကြသေးဆိုလိုရလိုအပ်သေးရပေါ့ဒီကြောင်မှတက်ရတော့အရင်မြော့ပါရန်ကုန်တက္ကသိုလ်ဝင်းအတွင်းနှစ်ပေါင်းများစွာပြစ်ထားခဲ့တာကြောင့်အုံမင်းနေတဲ့အဆောက်အုံတွေကိုလည်းတွေ့နေရသေးတယ်လို့အဲ့ဒီအဆောက်အုံတွေကိုပြင်ဆင်ဖို့လိုအပ်နေတာလည်းအမှန်ပဲဖြစ်ပါတယ်တချိန်တည်းမှာလည်းမြန်မာနိုင်ငံပညာရေးရဲ့ထင်ကြရနေရာတစ်ခုဖြစ်ခဲ့တဲ့ဒီတက္ကသိုလ်သာတချိန်ကအာရှမှာနာမည်ကြီးတဲ့တက္ကသိုလ်လိုမျိုးပြန်ဖြစ်မလားဆိုတဲ့မျိုးလင့်ချက်ရောင်ကြီးတန်းနေသူတွေလည်းအများပြားရှိနေပါသေးတယ် ေချာတာကတော့ဒီနေ့ဘွဲ့ချိုတင်တဲ့အတွက်ဝင်ငွေတွေကိုလာမယ့်ဒီဇင်ဘာလ16ရက်နေ့အထိလက်ခံဆောင်ရွက်သွားမှာဖြစ်ပြီးတက္ကသိုလ်ကြီးဟာနှစ်ပေါင်းများစွာကင်းမဲ့ခဲ့တဲ့တက္ကသိုလ်အရေးအယံအဆောင်ရောင်တွေပြန်လည်ရရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာအရဖီဒရင်တော့ကိုတီဟာထွန်းတင်ပြသွားတော့ပါရှင်အရဖီရုံမြင့်တညာစီစဉ်မှုကိုဆက်လက်ကြည့်ရှုနေရတာပါရန်ကုန်တိုင်းမော်ဘီမြို့နယ်တန်တရာကြီးရွာမှာမွေးမြူရေးအစာထုတ်လုပ်တဲ့စက်ရုံကအနံ့ဆိုးတွေကို မခံနိုင်တဲ့ဒေသခံရွာသားတွေနဲ့ရွာကျောင်းဆရာတော်ကဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးကန့်ကွက်ခဲ့ပါတယ်။ RFA သတင်းတောင်ကိုကျော်စိုးဝင်းကတင်ပြထားပါတယ်ရှင်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်တန်တရာကျွရမှာရှိတဲ့ကောင်းထက်မွေးမြူရေးအစာထုတ်လုပ်တဲ့စက်ရုံကထွက်ရှိတဲ့အနံစိုးများကိုမခံနိုင်လို့ကျေးရွာသားတွေနဲ့အဲ့ဒီရွာက AZD ဓမ္မတင်ကအကြောင်းဆရာတော်ရှင်ဥက္ကဋ္ဌဦးဆောင်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။အနံစိုးတွေကိုမခံနိုင်တဲ့အတွက် ကြေးရွာသားတွေဟာမော်ဘီမြို့နယ်အုပ်ချုပ်ရေးကိုတန်ကြားခဲ့ပေမဲ့အရေးယူဆောင်ရွက်ပေးတာမရှိတာကြောင့်အခုလိုသတင်းစာရှင်းလင်းပွဲအဆင့်ထိရောက်ခဲ့တာလို့ဆက်ရတော့ရှင်ဥက္ကဋ္ဌကမိန့်ပါတယ်။အဲ့ရအနံစိုးတွေဟာအကြောင်းမှမခံနိုင်အောင်ကြားမကြီးထိခိုက်စွာနဲ့ဖြစ်လို့နှလုံးရောဂါတွေလည်းရပြီးတော့အခုအဲ့လိုတန်ရာရင်းဖြစ်ပါတယ်။နောက်တစ်ခုကဒီဆက်ယုံဆိုတာသူတို့ကတော့သူတို့သွားသူတို့ကတာဝန်ရှိတွေတဆင်သွားပြောတယ်။အာသူတို့ဆက်ယုံကနာနာမဟုတ်ပါဘူးသူတို့ကအလိုဖြစ်တယ်။ဘာပဲပြောပြောလေတခိုင်းပြောနေပညာရှိတဲ့ပုံကူတွေပါပဲ။ ဒီရက်ွက်ထားမှာတလူငချုံကျိတ်တဲ့စေယုံတွေအစာကျိတ်တဲ့စေယုံတွေအစာဆက်တဲ့စေယုံတွေဆိုတာဆက်ဖို့ဆုံးမှာလောက်ရမယ်ဆိုတာအကုန်လုံးခရိယစာလူကြီးအစာအကုန်တိနေကြတဲ့ကိစ္စပဲရက်ွက်တယ်မှာဆိုတာမလုတ်တယ်မှာဘူးမှန်တော့လွန်ခဲ့တဲ့၃နှစ်လောက်ကတန်ဆာကျွေရတဲ့မှာအဲ့ဒီကောင်းထက်မွေးမြူအစာထုတ်လုပ်တဲ့စေယုံကိုတိဆောက်ခဲ့တာဖြစ်ပါတယ်စေယုံအနီးမှာနေထိုင်သူကျွေရတာတဦးကလည်းစေယုံကအနံဆိုးတွေထွက်တဲ့အကြောင်းပြောပါရတယ်။ညဘက်ထီအနံသက်တွေရရှိလာတဲ့အတွက်ဥပမာက6ဆိုးတာလို့ရေကြက်တာလို့ ကလင်းငယ်တွေဆိုတော်တော်များများဆိုရင်နည်းနည်းနေထိုင်မကောင်းတာတွေဖြစ်တယ်လေအဲ့ဒီစက်ယုံတိဆောက်စင်ကကြေးရွာသားတွေရဲ့သဘောထားကိုရယူခြင်းမရှိခဲ့သလိုအနံစိုးတွေထွက်တာကိုမခံနိုင်တဲ့အတွက်စက်ယုံကတာဝန်ရှိသူတွေနဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကိုတိုင်ကြပေမဲ့လည်းထူးခြားမှုမရှိတဲ့အကြောင်းရွာသားတအူးကအခုလိုပြောပါတယ်ဒီနံစိုးတွေနံနေတဲ့အတွက်ကျွန်တော်တို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အလုပ်မဟုတ်ဘူးရက်ွက်ထဲမှာလုံးဝမရှိသေးဘူးရွာသားတွေကအဲ့ဒီလိုသတင်းစာရှင်းလင်းပွဲကျင်းပပြီးကန့်ကွက်နေပေမဲ့ ကောင်းတဲ့စက်ရုံကတာဝန်ရှိသူတဦးဖြစ်တဲ့မန်နေဂျာဦးဝင်းနိုင်ကတော့သူ့စက်ရုံကဘာအနှမ်းမှမထွက်ရှိဘူးလို့ညင်းဆိုပါတယ်။အနှမ်းတဲ့နဲ့ပတ်သက်ပြီးတော့ထွက်တာမရှိဘူး။ဒီမှာကြည့်ရင်တွေ့မယ်လေ။ကောင်းကောင်းခေါင်းနိုင်တော့မရှိဘူး။အဲတော့တခုခုအနှမ်းသက်ပါကြတော့ပေါင်းဝန်းကျင်မှာရှိတာရှိတယ်။ဒီမှာပေါင်းဝန်းကျင်မှာ6လမ်းဝင်းရှိတယ်။အဲလိုမျိုးလည်းဖြစ်နိုင်တယ်။ဒါဆိုအနှမ်းသက်မရှိလို့သာဒီလိုနေရာမျိုးမှာခွင့်ပြုတာမျိုးဖြစ်တယ်။အနှမ်းသိုးထွက်တဲ့စက်ရုံတွေညဉ့်ညမ်းရေဆွန့်ပစ်တဲ့စက်ရုံတွေကိုလူနေပတ်ဝန်းကျင်မှာတိစောက်ခွင့်မရှိပဲ တက်မှတ်ထားတဲ့စက်မှုစုံများမှသာလောက်ကင်ခွင့်ရှိတယ်လို့စီပင်တာယာရေးကော်မတီကထုတ်ပြန်ထားတဲ့ဥပဒေရှိတယ်လို့လည်းသိရပါပါခင်ဗျာအရဖေယုံမြင်တဲ့ညာအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရပါရှင်။အခုဆက်ပြီးတွဲဆုံမင်းမြန်ကန်တစ်ခုကိုထုတ်လွှင့်ပေးပါပါ။ ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလကရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာ NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရက်ကြီးရုံးဖွင့်ပွဲကျင်းပဖို့ပြင်ဆင်နေရင်ပရော်တာဆတ်တက်လိုက်တဲ့အတွက်လက်နှစ်ဖက်စလုံးဆွတ်လွတ်ခဲ့ရတဲ့ NLD ပါတီဝင်ကိုစင်မင်းဦးဟာလက်အတူတက်ဆင်ပြီးပါတီတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေပါတယ်။ကိုစင်မင်းဦးကို RFA သတင်းတောက်ကိုတီဟထွန်းကတွေ့ဆုံမေးမြန်းထားပါလိမ့်ရှင်။ကိုဇင်မေဦးအနေနဲ့ဒီကျွန်တော်ဂျာမနီနိုင်ငံဟန်နိုဗာမြို့မှာကျွန်တော်ဒီလက်ကိုပြန်လဲအစားတော့ကုသခဲ့လို့သိရတယ်ခင်ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအခြေအနေလေးတွေနဲ့ရှင်းပြပေးပါဦး ကျွန်တော်ဒီဂျာမနီနိုင်ငံကိုဂျာမနီဆွေအကူကြီးနဲ့လက်နက်ပဲတက်ဖို့ပြကျွန်တော်ရောက်ခဲ့ပါတယ်28ရက်ကြာခဲ့ပါတယ်သူတို့ရဲ့ company ရဲ့ technician တွေအရင်သူတို့ဘယ်လိုခေါ်မလဲဒီနည်းပညာရဲ့မြင့်နယ်လို့ပြောအောင်ကျွန်တော်ဘာမှခွဲစိတ်မှုမပြုလုပ်ခဲ့ရဘူးသူတို့ဒီဒီတဲမှာပါတဲ့သူတို့စက္ကရိယာနည်းနဲ့ပဲဒီလက်နက်ပဲစလုံးလှူရှားလို့ရအောင်သူတို့ဖန်တီးပြီးပါတယ်တော်သားစုကြည်ရလဲဒီအခုလက်နက်ဖက်တက်ဆင်ဖို့ကျွန်တော်တို့ဂျာမနီကိုနိုင်ငံအကူအညီတောင်းခဲ့ရလဲရှိလို့သိရတယ်အဲ့ဒါနဲ့ပတ်သက်ပြောလဲနည်းနည်းရှင်းပြပေးပါဦးကျွန်တော်2012ခုနှစ် 6လပိုင်း29ရက်နေ့မှာကျွန်တော်အခုလက်ရှိရက်တည်နေရတဲ့အင်းစင်မြို့နယ်ကန္နာအလယ်ရက်ွက်ရက်ကြီးယုံဖွင့်မှုအတွက်စိုင်းမိုးတင်ခန္ဓာပြင်ဆင်မှုတွေလုပ်နေရင်းနဲ့အလန်တိုင်းနဲ့တိုက်ခန်းတဲ့နီးကပ်စွာတွေ့တန်းထားတဲ့ဘောသုံး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 ရှိတဲ့တက်ကျိုးနဲ့ကျွန်တော်လက်ထက်မှာခြင်တဲ့စတီးလန်နဲ့ထိပ်ပြီးတက်လိုက်လို့အင်းစင်စီုံရောက်ခဲ့ပါတယ်အင်းစင်စီုံမှာညာတွင်ရန်ကုန်စီုံရောက်ခဲ့ပါတယ်အဲ့ဒီကနေကျွန်တော်လက်နှစ်ဖက်ကဘလို့မှတုံးစားလို့မရလို့လက်နှစ်ဖက်စလုံးကဖြတ်တောက်ပစ်ခဲ့ရတယ်အန်ဒီယာဥရောပခီးစဉ်ကို သွားနေတဲ့အချိန်မှာ2012ခုနှစ်ဆယ်လပိုင်း၄ရက်နေ့မှာရန်ကုန်ပြန်ရောက်လာပါတယ်ကျွန်တော်တရင်ကိုကြာကြာချင်းပဲဆယ်လပိုင်း9ရက်နေ့ညနေ၄နာရီခွဲလောက်မှာကျွန်တော်စီကိုလာပြီးတရင်မိပါတယ်မိပြီးတဲ့အချိန်မှာအပိစကားကြီးအများကြီးပြောသွားပါတယ်ကျွန်တော်ရဲ့ပြတ်တောက်သွားတဲ့လက်နှစ်ချောင်းရဲ့အစားအကောင်းနီးပါးလောက်အသုံးပြုလို့ရနိုင်တဲ့ function zone နဲ့လက်မျိုးကိုပြန်လည်တက်ဆင်ပေးမယ်ဆိုပြီးတော့ဒါပါမအားမငယ်နေတဲ့ကျွန်တော်ပြောသွားပါတယ်အဲ့ဒီနောက်ပိုင်းမှာဂျာမနီတမ်မကြီးနဲ့တွေ့ဆုံပြီးတော့ကျွန်တော်လည်းတက်ဖို့အတွက်အကြောင်းဖန်ပြီးတာပါ ဒီ general ပြည်သူစေရုံမှာဒီဘလော့ကြောင့်ကုသမှုခံခဲ့ရတယ်ခင်ဗျပြီးတော့သူတို့ဘက်ကလည်းဘယ်လိုမျိုးကျွန်တော်စေဝါကုသမှုတွေမှာပြည်သူလုံလောက်မှုရှိတဲ့အနေအထားမျိုးမှာရှိလားခင်ဗျရန်ကုန်စေရုံမှာတော့26ရက်စေရုံကျွန်တော်တက်ခဲ့ရပါတယ်အထူးကြမ်းမဆောင်မှာကျွန်တော်နေခဲ့ရပါတယ်ပြည်သူလုံလောက်မှုရှိလားလို့ပြောမယ်ဆိုရင်တော့လူနာတယောက်အနေနဲ့ပြည်သူလုံလောက်မှုမရှိပါဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာရန်ကုန်စေရုံကအားလုံးတိကျတဲ့အတိုင်းပဲအဖက်ဘက်ကယူရင်းပြည့်စည်နေတဲ့အခြေအနေမျိုးပဲလေအကုန်လုံးကတကယ်ကိုပဲ အစားစားရရာ အတ်တို့အချီတို့ကအစားနောက်ဆုံးကျွန်တော်တို့ပတ္တိယအစားဂုံးဝအစားဝယ်သုံးရတဲ့အခြေအနေမျိုးပါအဲ့ဒီအနေမှာတဆင့်အန်ဒီရောက်ပြီးတော့ကျွန်တော်ကိုလာရောက်ကြည့်ရှုပြီးတဲ့အချိန်မှာရန်ကုန်ဆေးရုံရဲ့ဗကရီချင်းတွေကိုသူလည်းမြင်သွားပါတယ်နောက်ပြီးတော့ကျွန်တော်ကြီးမနယ်ဆေးရုံမှာနှစ်လနဲ့ရှိရကျွန်တော်ဆက်တက်ခဲ့ရပါတယ်ဟုတ်ကဲ့အဲ့လိုကာလမှာကိုဘလို့ဆေးတဲ့ခွန်အားတွေနေမြောက်ကျွန်တော်ဒီဖြတ်သန်းခဲ့တာရှိလေပြီးတော့ကိုပါတီဝင်တွေကစမိသားစုဝင်တွေကဘလို့မျိုးထောက်ပံ့မှုတွေများပေးခဲ့လေခင်ဗျာ ဘယ်လိုဘဝဘယ်လိုစိတ်ဓာတ်မျိုးနဲ့ရက်တည်ခဲ့ရလဲအဲ့လိုဆိုရင်တော့အမေစုကျွန်တော်စီကိုလာအားပေးပါတယ်အဲ့ဒီအားပေးတဲ့ဇကာတခွန်းကြောင့်ကျွန်တော်ကအခုလောက်ထိကျွန်တော်ဘဝအကျင့်ကြံတယ်ရက်တည်ခဲ့ရတာပါသူကျွန်တော်အတွက်စာလေးရေးတော့ပဲဒါရက်အခက်ခဲတွေတော့ရင်ဆိုင်ရမှာပဲတားရက်စိတ်ဓာတ်နဲ့အခက်ခဲတွေကိုရင်ဆိုင်အနိုင်ယူရမယ်လို့ကြော်လွားနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုရယ်စာလေးတစ်စောင်ရှိပြီးခဲ့တယ်အဲ့ဒီကြောင့်ကျွန်တော်အများကြီးအခက်ခဲတွေကိုကြော်လွားနိုင်ခဲ့လို့ပြောရင်ရပါတယ် ခုလိုမျိုးကျွန်တော်ဒီဂျာမနီကပြန်ပြောကျွန်လက်တွေကအစားထုတ်ပြီးတော့ချိန်မှာခုပါတီလုပ်ငန်းတွေဘယ်လိုရှေ့ဆက်လုံဆောင်သွားဖို့ရှိရပြီးတော့ဘယ်လိုတာဝန်မျိုးတွေယူဆောင်သွားမှာအခြေအနေရှိလဲခင်ဗျကျွန်တော်ရယ်စွမ်းနိုင်တဲ့လောက်ကျွန်တော်လုပ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်တော့ကျွန်တော်ဟာဒုက္ခိတဖြစ်နေတဲ့လက်နှစ်ဖက်ချွေးနေလူသားတစ်ယောက်ပါဒါပေမဲ့ကျွန်တော်ဘဝအခုလိုရက်တီနိုင်ငံရလာတဲ့အချိန်မှာလည်းပဲဒီပါတီနဲ့ဒီပါတီမှာရှိတဲ့ကျွန်တော်ရဲဘော်ရဲဘက်စိတ်တဲ့အပြည့်အဝရှိတဲ့လူတွေရဲ့ ပံ့ပိုးကူညီဖေးမမှုကြောင့်ကျွန်တော်ရည်တည်ခဲ့ရလို့ကျွန်တော်လိုပဲဒုက္ခတာဖြစ်နေရတဲ့လူတွေကနိုင်ငံမှာအများကြီးရှိပါတယ်နော်စိတ်တက်မကြပါနဲ့လို့ကျွန်တော်ကဘယ်တော့မှကျွန်တော်ကိုကျွန်တော်ဒုက္ခတာရယ်လို့ကျွန်တော်တွတ်မထားဘူးလက်မရှိရင်ခြေထောက်ရှိတယ်ခြေထောက်နဲ့တော့မှခြေထောက်ကလည်းကောပြက်နေပါဇက်ရှိသေးတယ်မျိုးလုံးရှိတဲ့အပိုင်းနဲ့ရနိုင်တဲ့အနေထားအနေလုံးနိုင်တော့ကျွန်တော်လုပ်ပြီးသွားမှာပါလောကကြီးကရှုံးပြီးစေကြောင်းမရှိပါဘူးကျွန်တော်ကိုလက်နှစ်ဖက်ပြက်နေတဲ့ဒုက္ခတာဘဝနဲ့ပြီးတော့ကျွန်တော်ဟိုလူသားတယောက်တုံးနေတဲ့လက်မျိုးညီပါဖြစ်အောင်ကျွန်တော်ဖန်နှိပ်ပြီးတဲ့ ဂျာမနီအစိုးရနဲ့အတူကျွန်တော်တို့ဒီလိုဖြစ်အောင်ဆက်သက်ရအကူအညီဆောင်ရွက်တဲ့ကျွန်တော်ရဲ့ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့ကျွန်တော်ရဲ့ပါတီဝင်တွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အခုလိုမျိုးဖြေချားပေးတဲ့ကိုစင်မင်းကိုကျွန်တော်တို့ RFA အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးရခိုင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုမြန်မာဘာသာစာရန်ထိုးတင်ပြပေးပါမယ်ရှင်။ဒီအပဲရခိုင်ရုံးတဲ့အစီအစဉ်မှာပေါတော်မလို့နဲ့မွန်ဘရမလို့အဂရာဖောက်လုံးနေရီကားလက်စီမဲကင်းနဲ့ဘက်တာဘရစ်ကတောင်ပရာပီလာဖို့ဖိုက်ပါရီ ရခိုင်ပြည်နယ်ထိမှာနိုနီရှာစာနဲ့ဒီဖောက်လုံးနေရနေရမှာမွန်ဘရမ်ရိုနဲ့ပေါတော်မှုကိုဖောက်လုံးနေရလင်းလေးပောင်းဝပါရီမွန်ဘရမ်နဲ့ပေါတော်လင်းရီဖိုင်နစီနဲ့ခေါက်ဖောက်လုံခန်းရှိရလို့သိရပါရီညောလင်းထောက်မှာအဓိကတန်းထောက်နှစ်ခုရှိပြီကတစ်ခုကဆောက်ခုတိုင်းတန်းထောက်နဲ့ဆွေရီတန်းထောက်တို့ဖတ်ခဲ့ပါရီဆောက်ခုတိုင်းတန်းထောက်ကကော့ဖရဲလိုရာပြီကဆွေရီတန်းထောက်ကကော့ဖရဲလိုမရာသိမ့်လို့တန်းထောက်တိဆောက်ရမှာလောက်ကင်နေရအင်ဂျင်နီယာတယောက်ကပြောပါရီ စရိတန်းထားတော့ကျဲငွေတန်းလေးရာခွန်ပြုထားပြီးရေဆောက်ခုတိုင်တန်းထားတော့ကျဲငွေတန်းသုံးရာဒင်နိုင်ပါကျဲမှာခွန်ပြုတွေလို့သိရပါတယ်။ဘာဖြစ်လဲဟာဒီနေ့ဒီနေ့မှာကျွန်တော်တို့ဆော်ရဲတာတန်းလေးရာပဲပါတယ်။နောက်ဆေးကုန်တိုင်းကတန်းတော့ရပါတယ်။ပေါတော့နေမွန်ဘရာဂရာအဓိကရေပါရေတန်ထောင်းနှဆောင်ကိုတိဆောင်းနေကြီးလေလဲကိုကဲတရာခေါဖို့အစည်းဆိုင်မရှိသိမ့်လို့ဆိုပါရီဟောကတိလည်းကတိလည်းတော့စီစဉ်တော့မရှိသေးဘူးဗျဟောဒီဒီဒီဘက်ဒီဘက်အကုန်လောက်ပါပဲ 我我我到那里拿的钱，拿卖老家那个地来那一点的，啊 <noise>，那个都是直接拿，两百来里多钱我们去去的那点，就是找回来那个就去到去到钱路，然后那个叫叫什么？叫那个地名啊，然后上中学里面去的，他不要钱路，他他们不 မော်ရာပေါတော်လင့်ကိုဒင်နာအကုံမူမကြခွန်မှာဖောင်းနိုင်ဖို့လို့မျောလွန်ထားရလို့သိရပါရယ်မော်ရာမလို့ရရန်ကုန်ဆိုင်တေကောင်းလန်ထောက်မှာရှိပရိကေမော်ရာကစားသွက်ဖောက်လုံးနေရလန်ပရိစီပါကပေါတော်ကမော်ရာမော်ရာကတဆောင်းရခိုင်ပင်နေထေကဆိုင်တေမလို့ကိုပါကောင်းနေလှလာနိုင်ဖို့ဖိုက်ပရိကေရန်ကုန်အပါအဝံဗမာပရိကမလို့တီကိုလင်ဒါရိုက်လှလာနိုင်ဖို့ဖိုက်ပါရယ်ဒီကောလင်ပရစီပါကပေါတော်မှုဤစီပေါ်ရီရေဒေတာမကဖရိုတိုတာလာဖို့လို့မျှော်လင့်ရပါရယ် ဒီညအတွက် RFA ယူမြင်တန်ကြားအစီအစဉ်တွေလည်းဒီမှာတင်ပြဆုံးပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါလိမ့်ရှင်။